အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရစီစဉ်ကနေပြီးတော့ပြန်လေပြီးတော့ကြိုလိုက်ပါတယ်ကောင်းမွန်သောဒီလေးတနည်းဖြစ်ပါစလို့ဒီညကနေပြီးတော့စုံမောင်းကောင်းတောင်းပီလိုက်ပါတယ်ဘောနော်အဲ့တော့ဒီဖြစ်ကတော့တကယ်ကိုကျွန်တော်တို့ underdog တွေရဲ့နှစ်တနှစ်ပါပဲဒါကျွန်တော်တို့ဖလားပြောက်ဆုံးနေတဲ့အသင်းတွေရဲ့ဒါကျွန်တော်တို့ဖလားတွေပြန်လေပြီးတော့တွေ့ရှိခဲ့တဲ့နှစ်တနှစ်ဆိုရင်တော့မှားမယ်မတင်ဘူးဒါကျွန်တော်တို့ဒီနေ့မှာဒီနေ့ပွဲစမှာဒါကျွန်တော် Oliver Glass တန်းကဒါကျွန်တော်တို့ ဒါယူရိုပါလိဖလာအယူပြီးမှာတော့ဒါခရစ်စတယ်ပဲလစ်ကိုဒါကျွန်တော်တို့သူတို့ရဲ့ major trophy တခုကိုယူပေးခဲ့တယ်လို့ပြောလို့ရတယ်လို့ပြောလို့ရတယ်အဲ့တော့ဒါချိန်မှာဒါခရစ်စတယ်ပဲလစ်က FA ဖလာ2024 2025ရဲ့ champion ဖြစ်လာလို့လာခဲ့ဖြစ်တယ်အဲ့တော့မင်းညာကကျွန်တော်ပွဲပြပြချင်းမတင်ပြီးတော့ကျွန်တော်ပွဲပြပြချင်းကိုတကယ်ကိုအိပ်ပြောသွားကွန်ပျူတာကင်ပြီးကိုကျွန်တော်အခုလက်ရှိအိမ်ပြောင်းနေတော်တော်လေးကိုပင်ပန်းလို့ပေါ့နော်ဒါကျွန်တော်ကွန်ပျူတာကင်ပြီးကိုကျွန်တော်လုံးဝအိပ်ပြောသွားတာအခုမှပဲကျွန်တော်နိုးတဲ့အတွက်ကြောင့်ကျွန်တော်ပြီးမှပဲတင်ပြီးတာဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်နေ sorry ပါကျွန်တော်ဒါအားပင်ပန်းနေလို့ပါ တော့လက်ရှိမှာက Crystal Palace အနေနဲ့ဒါကျွန်တော် Manchester City အသင်းကိုသူတို့ရဲ့အိမ်ဝင်းမှာဒါကျွန်တော်တို့1-0ဆိုတဲ့ရလက်နဲ့ကျွန်တော်ဒါနိုင်ခဲ့တယ်ဟိုအိမ်ဝင်းမှာဘယ်ကုန်းပြီအားလည်းအချက်ဘူးတူနေဒါ Wembley ကွန်းမှာကျွန်တော်1-0ဆိုတဲ့ရလက်နဲ့အနိုင်ယူခဲ့တယ်ပေါ့နော်အဲ့တော့ဒီနေ့ပုံစံမှာ Crystal Palace အသင်းအတွက်ကတကယ်ကို အမတ်ရစရာရာသီတစ်ခုပေါ့နော်ဒါပေမဲ့အရေးကြီးဆုံးတစ်ခုက FA Plata Crystal Palace ရသွားပြီဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့အနေနဲ့ဒါကျွန်တော်ယူရိုပါလိဝင်ဝင်ကိုဒါကျွန်တော်ရရှိသွားခဲ့ပြီဖြစ်တဲ့အဲလက်ရှိမှာဒါကျွန်တော် Manchester City အသေးအနေနဲ့ပြန်ကြည့်မယ်ဆိုရင်တော့ဒီနှစ်ကတော့သူတို့ရဲ့ဒါကျွန်ပက်ဂွာလာရတာဆက်ဆက်ရောက်ပြီးခြင်းနောက်နှစ်ဒါကျွန်တော်ဖလားလက်မဲ့ရာသီတစ်ခုအနေနဲ့ဒါဆက်လက်ပြီးတော့မှတ်တမ်းဝင်သွားခဲ့တဲ့ပွဲစဉ်တွေဖြစ်သွားခဲ့တယ်။အဲ့တော့ဒါကျွန်တော်ဒီနံပါတ်1နေခဲ့တဲ့အချက်တစ်ခုကိုပြောပါဆိုရင်တော့ Manchester City အသင်းရဲ့ current ကွင်းလယ်လူဒီနှစ်ရဲ့ဒါကျွန်တော်ရာသီကုန်မှာထွက်မဲ့ဒါကွင်းလယ်လူ ဖြစ်တဲ့ Kevin De Bruyne ရဲ့နောက်ဆုံးရာသီမှာတော့ဒါကျွန်တော်အထွက်မလှခဲ့ဘူးပေါ့နော်သူရဲ့နောက်ဆုံးရာသီမှာတော့ Kevin De Bruyne တရောဖလားလက်မှတ်နဲ့ဇက်သိမ်းခဲ့တယ်လို့ပြောလို့ရတယ်တော့ပါတယ် Crystal Palace ပြည်သက်တရောအခုလက်ရှိမှာသူတို့နေတာကျွန်တော်ဖလားဆိုတဲ့ feeling ကြီးကိုစတင်ခံစားခဲ့ဘူးတယ်ပေါ့နော်အဲ့တော့ဒါဖလားဆိုတဲ့ဒါကျွန်တော်တို့ feeling ပျောက်ဆုံးနေတဲ့အသင်းတွေဒီနှစ်မှာစတင်ပြီးခံစားခဲ့ရတယ် Newcastle United ဒါကျွန်တော်တို့လက်ရှိ Bologna ဒါကျွန်တော် Go Ahead Eagle လည်းမကြခင်ရတော့မဲ့သတင်းတွေထွက်တယ်အဲ့လက်ရှိမှာဒါကျွန်တော် Crystal Palace ပေါ့နော်ဒါ hopefully ကျွန်တော်တို့လည်းဖြစ်ဖို့များပါတယ်ဟုတ်ကျွန်တော်တို့လည်းဖြစ်ဖို့ ဆူတောင်းပါတယ်ဗောနော်အဲ့တော့ဘယ်လိုပြော Crystal Palace ကလက်ရှိမှာ Manchester City အသေးရင်ဒါကျတော့လက်ရှိနောက်ဆုံးပြိုင်ပွဲစုံ10ပွဲဆက်ရှုံးပွဲမရှိဘူးကိုလည်းဒါကျတော့အဆုံးသတ်ပေးခဲ့တယ်အဲ့တော့ City တက်ကဒါကျတော့တကယ်ကိုဒါကျတော့နှမျောဖို့ကောင်းတဲ့ပွဲတစ်ပွဲဆိုပေမဲ့လက်ရှိမှာပြန်စစချင်းမယ် City တက်ကဒါ FA Plus ကို back to back နှစ်နှစ်ဆက်ကျွန်တော် final မှာရှုံးခဲ့တဲ့ဖြစ်လာခဲ့တော့อืม ဒီနေ့ပွဲစဉ်မှာ Crystal Palace ကလုံးဝအင်စာကိုတော်တော်လေးကိုတည်တည်ချာချာလှုပ်လာခဲ့တယ်လို့ပြောလို့ရတယ်။တကယ်တမ်း tactical အရပြန်ကြည့်မယ်ဆိုလုံးဝတစ်ဖက်သက်ပါပဲ။ City အသင်းက position base ဒါပွဲစားကလေးက City အသင်းကတချိန်တတိုင်းနိုင်တာ Crystal Palace ရဲ့ဂူပေါက်ကိုချင်းချောင်းနေတယ်။ဒါကျွန်တော်တည်တော့အားလုံးပေါင်း total shot on target ဒါကျွန်တော်9ချိန်တိရှိခဲ့ပြီးတော့ဒါကျွန်တော်ဒါ total ဟိုကန်ခဲ့တဲ့အချိန်ရေတော့က23ချိန်တိရှိခဲ့တဲ့အထိကိုဒါ Manchester City ရဲ့ဒါကျွန်တော်ဂူပေါက်ချင်းချောင်းပူကမြင်မှားခဲ့တယ်။ဒါပေမဲ့ဒီနေ့ပွဲစဉ်မှာဒါကျွန်တော်ထင်ထားခဲ့တဲ့ကျွန်တော်မြင်တဲ့ပုံစံအတိုင်းပါပဲ။ Erling Haaland ပါတဲ့ က်ဆက်ကတခုခုလိုအပ်နေတဲ့တိုက်စစ်တခုလို့ကျွန်တော်မြင်ခဲ့တယ်ကျွန်တော်အမြင်အရပြောမလို့ဒီနေ့ပွဲစဉ်မှာပေါ့နော်ဒါကျွန်တော်တို့ပနတီလွဲချော်မှုကလည်းအများကြီးရေးပါခဲ့တဲ့တမပါအဲ့တော့ဒီနေ့မှာဒါကျွန်တော်တို့ပနတီလွဲချော်ရဲ့နေရာမှာအိုမားမာမူရှေကန်ချက်ကဒါအများကြီးပြောစရာတော့မရှိပေမဲ့ဒင်းဟန်နဆန်မှာဒင်းဟန်နဆန်နဲ့ဒီနေ့ပွဲစဉ်မှာဒါတာဝင်ကိုကြေပြွန်အောင်ထမ်းဆောင်နိုင်ခဲ့တယ်သူအနေနဲ့ဒီနေ့ပွဲစဉ်မှာဒါ man of the match ရသွားတဲ့အထိကိုကောင်းခဲ့တဲ့တမပါတယ်ဒီနေ့ပွဲစဉ်မှာဒါ Crystal Palace ကတပေါက်ပဲအဓိကအားပြုပြီးဆော့သွားခဲ့တယ်အဲ့ဒါကကျွန်တော်တို့ဒါတောင်းပေါ်ကျွန်တော်တို့ဗါလေအဲဘဘူးဗါလေ counter attack ပေါ့နော်ဒါကျွန်တော်တို့ counter transition နဲ့တော့မမြန်ဆက်ဆက်လို့အော်ဒီနေ့ပွဲစဉ်မှာ Crystal Palace ရဲ့အသက်သွေးကြောဖြစ်သွားခဲ့တာက win back တွေပဲဒါကျွန်တော် new north တို့ဒါကျွန်တော် win mitchell ပြီးတော့နောက်တစ်ခုကဒါ queen lane ဘက်မှာ adam modern ဒဏ်ရာကပြန်လည်ပြီးပါဝင်လာနိုင်တဲ့ Crystal Palace အသင်းအတွက် queen lane ကတော်တော်လေးကိုဒါကျွန်တော်အရေးကြီးတဲ့ queen lane တစ်ခုဖြစ်လာခဲ့တယ်ဒီနေ့ပွဲစဉ်မှာဒါ Kevin De Bruyne ကိုတော့ကျွန်တော်နေသနာတယ်ဒါအောင်ရှောက်သူ့ရဲ့အဓိကဒါကျွန်တော်တို့ပြပိုးမှုတွေဒါဒီနေ့ပွဲစဉ်မှာ Kevin De Bruyne ရဲ့အကောင်းဆုံးပွဲစဉ်တွေကတပွဲလို့တော့ပြောလို့ရတယ်ပြပိုးမှုတွေကတော်တော်လေးကိုဒါကျွန်တော်အထက်တန်းဆန်တဲ့ပြပိုးမှုတွေတွေ့ခဲ့တယ် Allen Haaland ကကျွန်တော်တို့ ဖြုံးနေတာတကြောင်ဟန်ဒါဆန်ဒါကျွန်တော်ကောင်းနေတာတကြောင်အဲ့တော့ဒီနေ့ပေါ်မှာကေဗင်ဒရိုင်းနာနောက်ဆုံးပွဲစဉ်နဲ့ပွဲကြီးကစားသမားတယောက်အနေနဲ့ပွဲကြီးကစားသမားတယောက်ပြပြီးတတပဲဒါကျွန်တော်တကယ်ကိုတာဝန်ကိုကျေပွန်အောင်ထပ်ဆောင်နိုင်ခဲ့တဲ့ တို့မေတော့ညာလေတစ်ဖက်က Crystal Palace အသင်းကဒီနေ့ပုံမှာ counter တစ်ပေါက်နဲ့ရှက်ရှန်တောက်သွားခဲ့ရတယ်မှာပါတလုံးတော့ဒါကျွန်တော်တို့ Munoz ရဲ့ twin goal တော့မှာဒါကျွန်တော်တို့ VAR လူဂျွန်ဖြစ်သွားရကြတော့တော်တော်လေးကိုကန်ကောင်းသွားတယ်လို့ပြောရတယ်ဒါပေမဲ့ဒီနေ့ပုံမှာ Crystal Palace ကရှင်းတယ်ဒါတစ်ဖက်ကဘောလုံးပေးကစားမယ်လှုပ်ချင်တာလို့ဒါပေမဲ့ at the end of the day မှာငါတို့ကဂူးသွင်းမယ်ဆိုတဲ့ပုံစံမျိုးကိုတွေ့လာခဲ့တယ်အဲ့တော့ဒီနေ့ပုံစံကဒါကျွန်တော်တို့တစ်ဖက်က Oliver Glasner ကကျွန်တော်လက်ရှိ Twitter မှာနာမည်ကြီးနေ Harden Ball ပေါ့နော် Harden Ball အပြည့်ဝကစားခဲ့တယ်ခန်စစ်ကိုလုံးနေအောင်ပိတ်သွားအောင်ကစားခဲ့တယ်သူတို့နဲ့ရှင်းတယ်ခရစ်စတယ်ပဲဒီနေ့ဒီနေ့ပုံစံမှာတကူးဆိုတကူးရအဲ့တော့ ဒီနေ့ပေါ်မှာပက်ဂေါ်လာကဒင်းဟန်ဒါဆန်ကိုပြဿနာသွားရှာတယ်ဘောတော့အဓိကပွဲပြီးသွားချင်မှာဒါအချိန်ဆွဲလို့အချိန်ဆွဲရတော့တောင်းပြစ်တော့ပြောလို့မရအောင်ခရစ်စတယ်ပေးလစ်လို့အသင်းမျိုးကဒါကျွန်တော်စီးတီလို့အသင်းမျိုးကိုမိနစ်90နောက်ပိုင်းမှာအချိန်ဆွဲမှာပဲအဲ့ဒါကြီးကိုပက်ဂေါ်လာတော့ပြောလို့မရအောင်ပက်ဂေါ်လာကတခါကျရင်သူလည်းဟိုတခါကျရင်ဟိုကပောင်းမှာအသင်းကြီးတွေကြီးပဲရှိတယ်ဆိုတော့သူတတိယနေတယ်ထင်တယ်ဟိုအသင်းငယ်တွေလည်းရှိတယ်ဆိုတော့သူမိမိသွားပုံရတယ်ဘောနော်အဲ့တော့အဓိကကဒါခုနကပြောတဲ့ဒီလိုခရစ်စနာကြီးလေးပေးလစ်လို့အသင်းမျိုးက ဟုတ်တယ်မကျွန်တော်ပြောရမန်ချက်စတာစီးရီးကိုဖလားရဘူးเนาะဒါ quarter final မှာစီးမှန်တယ်ဖလားရဘူး9မိနစ်10မိနစ်အလူမှာအချိန်ဆွဲမစော်ရင်ဒါဘေးလီဆုံးမှာမဟုတ်ဘူးအဲ့တော့ဒါကြီးကိုမာယူနာပြောဆိုဟာမင်းမင်းပြဲငါပြဲဆိုတဲ့ဥစ္စာမျိုးဆော့မယ်ဆိုရင်ဒါ Crystal Palace ကအုံနောက်မရှိတဲ့အသင်းသင်းပြောလို့အဲ့တော့အချိန်ဆွဲခဲ့တာကျွန်တော်နေတဲ့ဒီညမှာချီကျူးတယ်လို့ပြောလို့ရခဲ့တာချီကျူးလို့ရတယ်ဆိုတဲ့အရာတခုတော့မဟုတ်ပါမယ်အချိန်ဆွဲတာကဒါကနာ Crystal Palace အသင်းနေနဲ့ သူ့အနေနဲ့လှုပ်တဲ့လှုပ်တိုက်တဲ့ဘောင်တွေကလှုပ်သွားတယ်လို့မြင်တယ်။မိတို့ပင်စူစီကမှဒါတော့ကိုခံရတဲ့ဘက်ဆိုကိုခံရတဲ့လူကမကြိုက်ဘူးပေါ့နော်ဒါရှင်းပါတယ်။အဲ့တော့ City Pride တယောက်အနေနဲ့ Palace Flyer သွားရဲအကုန်လုံးကစိတ်ဆိုးမှာတော့မဟုတ်ဘူး။လာမယ့်ရက်ဒီမှာတို့အကောင်းဆုံးပြန်လာမယ်။ Flyer ပြန်ယူမယ်ဆိုပြီးအဲ့တော့ဒါကုန်းက Flyer မရဘူးတဲ့သူသင် Flyer သွားရဲ City Pride တွေလည်းအကုန်လုံးဝိုင်းပြီး Congratulation လုပ်ပြီးတော့ဝိုင်းပြီး1ပါပေးနေတွေ့ရတော့ City တင်းနဲ့အကောင်းဆုံးကျွန်တော်တို့ပြန်လာနိုင်မယ်လို့ထင်တယ်။သူတို့အနေနဲ့ခုလက်ရှိမှာ detail ပို့ပြီးကောင်းတဲ့သူသင်ဖြစ်လာမယ်လို့မြင်တယ်။အဲ့တော့ဒါကျွန်တော်တွင်းသွားတဲ့တွင်းကိုပါပေါ့နော်။ကျွန်တော်ကျွန်တော်မြင်ရပြီးနေထိုးတာလည်းအများကြီးပါပါ။ Otega တယောက်ဒါနေထိုးနေတော့သူ နေတယ်ဘာမှတိတ်တိတ်ချာချာမမြင်လိုက်ရဘူးဒါပေမဲ့အဲ့ဒီအကွက်ကိုဟန်ဒါဆန်ပြန်ခိုင်းတယ်အန်ဒါဆန်နဲ့ဒါဒုတိယဘက်မှာသူလည်းနေထိုးလဲနေလဲနေပြန်ထိုးခေါ်တာကျွန်တော်တို့သူကိုယ်တိုင်ဒါအုတ်ထုတ်ကြီးကင်ပြီးဒါကျွန်တော်အုတ်ထုတ်ကြီးဆောင်ပြီးပြန်ပြီးဂိုးပြန်ဖမ်းတယ်ပေါ့နော်အဲ့တော့ပြောချင်တာကရှင်းပါတယ်ဒီနေ့ပေါ်စမှာနေကလည်းဒါ Crystal Palace ဘက်ကတစ်ဖက်တစ်လမ်းကကူညီပေးခဲ့တယ်ဒါပေမဲ့ခါကြရတဲ့မှာပေါ့နော်ဘောလုံးဖျားသခင်ရဲ့ဒီနေ့မှာဒါကျွန်တော်တို့ plus supply နဲ့ဝေးကွာနေတဲ့ဒါအရှုံးသမားတွေကိုဒီနေ့မှာဒါ blessing တွေတောက်လျှောက်ပေးနေတယ်အဲ့ blessing တွေဒီနေ့မှာဒီမဲတက်မဲနဲ့စပါးနဲ့ပွဲစဉ်လည်းပြီးပါအောင်လို့ကျွန်တော်ဒီညကဘောလုံးဖျားသခင်တို့ကျွန်တော်ဒီညကဆိုအဲ့လိုမျိုးအရ ကြီးကောင်းအကြီးအားဆုံးပုံစံအဲ့လိုပဲဖြစ်မှာပါကျွန်တော်တင်တာဘာလို့ဆိုဖလားဖလားလက်မဲ့ဖြစ်တဲ့အသင်းတွေအနေနဲ့အခုလက်ရှိမှာဖလားတွေတောက်လျှောက်ရပြီစပါးတသိန်းနဲ့ဖလားမရတဲ့ ကိုအသေးချောင်းကိုသွေးပြီးရီမိတာဒီတကားပဲအဲ့တော့ဘယ်လိုပဲပြောကျွန်တော် Crystal Palace ကိုအများကြီးချီးကျူးနေပါတယ်သူတို့လို့သူတို့အများကြီးလို့သွားခဲ့တယ်ကြာကျွန်တော်ဒါ easy ဆိုတဲ့ကစားသမားကတကယ် top class ကစားသမားအဆင့်တန်းအရန်ရှိတဲ့ကစားသမားတစ်ယောက်ဆိုတာဆက်လက်ပြီးတော့ပြသနေတဲ့အခြေအနေတစ်ခုလို့ကျွန်တော်ရဲ့ပုံကိုရေးရမှာထပ်ပြီးပြောပြစီအဲ့တော့ပထမဆုံးကနည်းနည်းဒါကျွန်တော်တို့လက်ရှိမှာဒါသူတို့နေနေ major trophy ကဒါသူတို့ရဲ့ဒါ FA ဖလားဒါကျွန်တော်တို့ ပထမဆုံး FA ဘလောက်တော့ပြောရတယ်အဲ့တော့32နှစ်တုန်းကဒါတို့အနေနဲ့ဖလားပြက်ဖလားတော့ဒါ32နှစ်တုန်းမှပြန်ရတယ်ဒါပေမဲ့ major trophy နည်းဒါပထမဆုံးဖလားဖြစ်တယ်လို့သိရတယ်ဒါမှပါတယ်မြို့တော်ပင်ဆိုစီကမှ congratulation ပါ Crystal Palace ရဲ့ you can do ကိုလာဘလောကကြီးမှာမဖြစ်နိုင်ဘူးဆိုတော့ဘာမှမရှိဘူးဆိုတော့ပြသခဲ့တယ်ဂျိုင်းလိုအသင်းမျိုးနဲ့လက်ရှိမှာဒါလုတ်ပြခဲ့တယ်ခက်ခက်ခက်တက်လာခဲ့တဲ့ Astro Villa အသင်းမျိုးဂိုးပြတ်နိုင်တယ် City လိုအသင်းမျိုး Wembley မှာဆက်ပြီးနိုင်တယ် Palace ပြည်သက်တွေအတွက်ကလက်ရှိမှာအခုချိန်ထိအိပ်ပျော်မယ်လို့ကျွန်တော်တို့ထင်မယ်တော့မထင်ဘူးအဲ့တော့ကိုရီးဆိုတဲ့လိုပဲ feeling ရမှာပဲဘာဖြစ်မှန်းမသိဘူးအဲ့တော့လက်ရှိမှာဒါကျွန်တော်အခုလက်ရှိဒါ Palace ပြည်သက်တွေပြောလို့ What is this feeling ပေါ့နော်ဒါကျွန်တော်ဖလားရတဲ့ feeling ကြီးစာဘာလဲဆိုတဲ့ move မေးခွန်းလိုပဲအဲ့တော့ဘယ်လိုပဲပြောပြောပေါ့နော်ဒါရေးကြည့်တဲ့ဒါကျွန်တော်တို့ ဖလားတွေကတခုကိုတော့ဒါပေးလစ်သိရပါတယ်ဒီဖလားကဒါပေးလစ်အသင်းရဲ့ဒါကျွန်တော်တို့ဟိုထောက်တိုင်တခုဒါကျွန်တော်တို့ထောက်ထောက်တခုဖြစ်သွားပြီးတော့ဒီထက်ပိုကြီးမားတဲ့ဖလားတွေရပါလို့ကျွန်တော်ဒီညကနေဆူတောင်းပေးပါအဲ့တော့ပေးလစ်တို့အုပ်စုကလာမဲ့ဒါကျွန်တော်တို့ဒီ တပတ်တနင်္လာလာမဲ့ပတ်တနင်္လာနေ့မှာဒါကျွန်တော်တို့သူတို့အနေနဲ့ဒါကျွန်တော်တို့လန်ဒန်မြို့မှာဒါကျွန်တော်တို့စီကားတိုက်မြိုက်ဆိုတာသူတို့ကျင်းပသွားမယ်လို့သိရတယ်မှာပါတယ်ခရစ်စတီဘလစ်မြို့ကဒါကျွန်တော်တို့သူ့ဘာသူဒါကြီးတယ်တယ်မှာပါတယ်သူတို့အဲ့ပတ်ဝန်းကျင်တဝိုက်သူတို့ဒါအောင်ပွဲခံပေးတယ်မှာအဲ့တော့ဘယ်လိုပဲပြောစီတီဘက်ကကြီးမယ်ဆိုတော့ဒီနေ့ပွဲစမှာဒါကျွန်တော်တို့တိုက်ဆက်ပိုင်းလူဝဲချက်တွေအများကြီးရှိရဆက်လက်ပြီးတွေးကြရတယ်ဒါအမ်ဘရိုဒါတွေအများကြီးအများကြီးလူတွေ့ရတော့စီတီဘက်ကအများကြီးအများကြီးတွေးကြရတယ်မှာပါတယ်တပတ်ကဒါကျွန်တော်တို့တစ်လုံးဆိုတစ်လုံး one shot one goal ဆိုတဲ့ပုံစံမျိုးကိုခရစ်စတီဘလစ်ကပြသခဲ့ပြီးတော့တခါခါကျရင်ဒါကျွန်တော်တို့လုပြနိုင်လုပြနိုင်လို့ဖြစ် ြစ်တယ်ဆိုတာကိုဆက်လက်ပြီးတော့ Palace ကပြသသွားခဲ့တာဖြစ်တယ်အဲ့တော့ Underdog တွေရဲ့နှစ်တစ်နှစ်ကအခုချိန်ထိဆက်လက်ပြီးရှင်သန်စေဖြစ်တယ်လို့ပြောရင်းနဲ့ပဲကျွန်တော်တော့တောင်းပန်ပြောင်းရ Volume ပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ DB4U တို့မှာကျင်းလို့ဆိုတာပေါအောင်ကြည့်လို့ရပါတယ်။အများကြီးလည်းကလစ်ဖို့မမိကြပါနဲ့။အောက်က comment တွေထဲမှာလည်း Youth Sport Media 3.0နဲ့ DB4U တို့ရဲ့လင်းလေးတွေကိုထည့်ပေးထားခြင်းကျွန်တော်မျက်စောကြည့်ပေးလို့ရပါတယ်။ကျွန်တော် YouTube channel လေးကိုလည်း like and subscribe လုပ်ပြီးကျွန်တော်အားပေးလို့ရပါတယ်။ မြန်မာလေးလည်းကလပ်ဖို့မမိကြပါနဲ့ဗျအောက်က comment ဒီထဲမှာလည်း youth sport media 3 points နဲ့ TV for you ရဲ့ link လေးတွေကိုထည့်ပေးထားခြင်းကျွန်တော်ဆက်ကူညီပေးလို့ရပါတယ်ကျွန်တော် YouTube channel လေးကိုလည်း like and subscribe လေးကိုကျွန်တော်အပီးလို့ရပါရမြန်မာလေးလည်းကလပ်ဖို့မမိကြပါနဲ့ဟုတ်မြန်မာကလပ်မှာပဲမြန်နာဖြစ်ပါတယ်အားလုံးပဲကြိုးစားမှာကျွန်တော်တော့ကြိုးပါအောင်တေးပါပါ